လူဆိုတာကြာကြာပေါင်းမှအကြောင်းသိတယ်ကြာကြာပေါင်းကြည့်မှသူ့ရဲ့ကိုယ်ချင်းတရားတွေကိုအကုန်သိနိုင်တယ်လို့ဆိုမသိနိုင်ဘူးတဲ့ဒါကြောင့်လူလောကတဲကနေခွာရှောင်ပြီးတော့တောတောင်တွေထဲမှာနေထိုင်ကြတယ်တချို့ယသိသူတော်စင်တွေဆိုလူချားတဲ့သွားရမှာအလွန်ကြောက်တယ်ဘာလို့ကြောက်တုံးဆိုလူဆိုတဲ့လူတွေကောက်ချစ်တယ်မယိုးဖြောင်းကြဘူး ောက်ချစ်တယ်အဲ့ဒါကြောင့်မလို့လူလောကထဲမှာလူတော်လူကောင်းဆိုတာရှားဖွေပြီးတော့ပေါင်းတဲ့ဆက်ဆံမှုတတော်ကိုခဲနေလို့ဆိုပြီးဒီ950ဇတ်တွေထဲမှာ435ခုမြောက်ဟလိဋ္ဌိရာကဆိုတဲ့ဇတ်ကလေးတစ်ခုမှတ်သားစရာအလွန်ကောင်းတယ်သားဖာနေရောက်ဟာတောမှာနေကြတာစသိ့ အဖေလုံးတဲ့သူကယသိဝတော်သားကလေးကလည်းယသိလေးလိုက်ဝပြီးတော့မှနေချာတနေ့ကြတဲ့အခါအဖေလုံးတဲ့ယသိကတော်ထဲမှာတတိဝလံရှာကြံသွားတော့သားလုံးတဲ့ယသိစီပါအမျိုးသမီးတယောက်ကလာပြီးတော့တော်ထဲမှာရောက်လာတဲ့အမျိုးသမီးတယောက်ထင်းကိုပဲဖင်ရခုပေါ့လာပြီးတော့ယသိလေးကိုလူအကြောင်းလေးကိုပြောသွားတဲ့အခါ ယသေးလေးကစိတ်ဝင်စားတယ်လူပြေလူတွေဟာပြောစရာကောင်းတယ်ဆိုစိတ်ပါသွားတယ်သူကတော်တယ်မှာနေရာကြတော့လူအကြောင်းသိပ်မသိအဲ့ဒါလို့ပြောတော့တော့စိတ်ဝင်စားဖေလုတဲ့ယသေးကြီးကတော့ဒါတွေဟိုနောချေပြီးသားဖြစ်လေလူအကြောင်းကောင်းကောင်းသိအဲ့တော့သူကပြင်းကြီးပြီးတော့လူအတိုင်းဝိုင်းတဲ့ သွားခြင်းနေခြင်းသူ့ဖေလာတဲ့အခါကျတော့အဲ့ကြောင်ပြောတာသူဟာတော်ထဲမှာမပြောဘူးလူတွေရဲ့အတိုင်းဝိုင်းထဲမှာသွားနေမယ်ဆိုသူ့ဖေကိုသူကပြောတော့အရိညာကာမမာကမကိန့်တီလံကိန့်ဝတ္တံအဟံပုရိတံတာတဒေဝေယံတမေအခါဟိပုစိတော သူတောထဲမှာမပြောဘူးတဲ့လူတွေရဲ့အတိုင်းဝိုင်းနဲ့သွားခြင်းတယ်အဲ့လိုသွားတဲ့အခါမှာလူအကြောင်းသူကောင်းကောင်းမသိဘူးတဲ့ဘယ်လိုအကျင့်တိလရှိပြီးဘယ်လိုဇယိုက်ရှိတဲ့ဇယိုက်ကောင်းတဲ့ပုံကိုမျိုးဘယ်လိုအနေထိုင်ရှိတဲ့ပုံကိုမျိုးသူပေါင်းရမှာလဲတဲ့ဘသူတွေနဲ့ပေါင်းတင်ဆက်ဆံရမှာလဲအဲ့ဒါကိုပြောပါဆုံးမပြောကြပါလို့သူပြောပြောတဲ့အခါကျတော့ အဖေလုံးတဲ့ယသေးကြီးကသူ့ကိုပြောပြတယ်ဘယ်လိုပုံကူမျိုးကိုမင်းပေါင်းသင်းဆက်ဆံရမယ်ဆိုတာကိုလောကလူတွေထဲမှာလူမျိုးမျိုးရှိတယ်အဲ့ထဲမှာယောတိဝိတသယေတာတာဝိတသင်းစခမေးရစေတုတ်တူတီစတိတိခီစတံပဇေဟိဣတောဘတောမင်းရွာထဲရောက်သွားမယ်လူတွေအတိုင်းဝိုင်းထဲရောက်သွားမယ်ဆိုရင် မင်းကိုခင်တယ်လို့ရှိလိမ့်မယ်တဲ့မင်းနဲ့ချစ်ကြောင်းဝင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်မင်းကိုခင်မင်တဲ့ပုဂ္ဂိုလ်ရှိလိမ့်မယ်ခင်မင်မှုကိုပြတဲ့ပုဂ္ဂိုလ်မေတ္တာပြတဲ့ပုဂ္ဂိုလ်တွေ့လိမ့်မယ်မေတ္တာလည်းပြတယ်မင်းပေါ်မှာလည်းသီခံခြင်းခွင့်လွှတ်ခြင်းတွေနဲ့လည်းပြည့်စုံတယ်မင်းပြောတဲ့စကားကိုလည်းပဲနားဆိုင်ပြီးတော့ထောင်းတယ်မင်းကိုလူလူလားလားဆက်ဆံတယ် မင်းရဲ့မှားယွင်းချွတ်ကြော်မှုတွေမင်းရဲ့အပြုတ်အမူတွေကိုလည်းသူကသဲကြီးခံတတ်လိမ့်မယ်အလွန်သက်သိကြီးခံလိမ့်မယ်မင်းပေါ်မှာခင်မင်နာဟာသဘောရိုးနဲ့ခင်မင်ပြီးတော့တကယ်ကိုအနွန္တခံတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုရွေးပြီးတော့မင်းပေါင်းတဲ့ဆက်ဆံဒါဒီတစ်ခုသူကမှားတယ် မင်းပေါ်မှာပွန့်ပွန့်လင်းလင်းနဲ့ဆက်ဆက်နေမင်းပြောတဲ့စကားစိတ်ထဲနှလုံးထဲကနေဟန်ဆောင်ပန်ဆောင်ပုံပဲနဲ့တကယ်ကိုစိတ်ထဲကနှလုံးထဲကနေပြီးတော့စိတ်ပါလက်ပါနားထောင်တယ်ဒီခံခလုံးမှုတွေရှိတယ်စိတ်သဘောထားတွေမပြောင်းဘူးအဲ့ဒီလိုပုံကိုမျိုးကိုမင်းရွေးချယ်ပေါင်းရမယ်လူတွေထဲမှာ နောက်တခုမင်းရွေးချယ်ရမှာနောက်တခုသူ့ကိုရွေးချယ်မှာယတ္တကာယေနဝါစာယမနတ္တတနတ္တိဒုက္ကတံလူတယောက်ကိုကြည်လိုက်တဲ့မဟုတ်တာမလုပ်ဘူးကိုရီးလျောက်သူလုံနေတဲ့အလုပ်တွေဟာမကောင်းတဲ့အလုပ်တွေသူများကိုထိခိုက်တဲ့အလုပ်တွေသူမလုပ်ဘူးနှုတ်ကပြောတဲ့အခါမှာလည်းပဲမကောင်းတဲ့အပြောတွေသူဘယ်တော့မှမပြောဘူး လိမ်ပြောတာတို့တစ်ဖက်သားတွေခုံတိုက်အောင်ပြောခုံကွဲကုံအောင်ပြောတာတို့ဆေးရီတိုင်ထွာတာတို့အကျိုးမဲ့စကားတွေပြောတာအဲ့ဒါလို့နှုတ်နဲ့လည်းမကောင်းတာတွေသူမလုပ်ဘူးတဲ့စိတ်ဓာတ်ကလည်းဖြူစင်တန်ရှင်းနေမကောင်းတာတွေမလုပ်ဘူးအဲ့ဒီလိုပုံကူမျိုးဟာမဟုတ်တာမမလုပ်ဘူးမဟုတ်တာမပြောဘူး မဟုတ်တာကိုစိတ်แท้ကတောင်းစိတ်မကူးဘူးဆိုတဲ့ပုံကိုရမိခင်ရဲ့ရင်ထဲမှာနေရသလိုအဲ့ဒီပုံကိုမျိုးကိုအကိုယုံကြည်ပြီးဒီလိုပုံကိုမျိုးနဲ့သာပေါင်းတင်လို့ပြောတယ်လူလောကရောက်သွားတယ်အဲ့ဒီပုံကိုမျိုးကိုရှာပြီးပေါင်းပါဒီလိုဆိုတယ်နော်နောက်ဆက်ပြီးတော့ပြောတယ်ယောသဓမ္မေနစရတိစရံတောပိနမညတိ အေးလောကမှာလူတယောက်တွေ့လိမ့်မယ်အဲ့ဒီလူဟာသူ့ဆရာတရားတွေကိုအမြဲတမ်းကျင့်သုံးတယ်သူ့ဆရာတရားဆိုတာသူများအသက်မတတ်ဘူးသူများဥစ္စာကို မတရားမယူဘူးရိုးသားတယ်ဖြောင့်မတ်တယ်သူတော်ဘာခုံတိတ်ခါကြာမယ်ကာမကိစ္စတွေမလုပ်ဘူးသူများကိုလိမ့်လဲလဲစားပြီးတော့မပြောဘူးတုံးနဲ့တူ မတက်အောင်မလုပ်ဘူး ကြံတန်းရိုင်းပြတဲ့စကားမျိုးတွေကိုမသုံးဘူးအကျိုးမရှိတဲ့စကားတွေတရားလက်လို့စကားတွေကိုမပြောသူများပစ္စည်းကိုကိုယ်ပစ္စည်းလုံးလို့မှုဆိုရင်လောဘနဲ့မတွေးဘူးတစ်ဖက်သားပျက်စီးသွားအောင်ကြံတွေးတဲ့ဒေါသဆိုတာမျိုးတွေသူမတွေးဘူးကံကံဤအကျိုးကိုညှင်းပယ်တဲ့အမြင်တွေမရှိဘူးတဲ့သူဟာတကယ်ကို လူတိတ်ခာအပြည့်အဝနဲ့လူတိတ်ခာရှိရှိနေထိုင်တယ်အဲ့လိုနေထိုင်တော်လည်းပဲသူကိုယ်သူကိုငါဟာလူတိတ်ခာရှိတဲ့ပုဂ္ဂိုလ်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေနဲ့မတူဘူးလို့ကိုယ့်ကိုဘဝင်မမြင်ဘူးတဲ့လူတိတ်ခာနဲ့လည်းနေတယ်ငါမငါငါလိုလူမရှိဘူးလို့ကိုယ့်ကိုအထင်ကြီးတာမျိုးတွေမလုပ်ဘူးတဲ့ဝိတ္တုဒ္ဓကာရိန်တပ္ပိညာ သူလုံးသမ ्या အလုပ်တွေဟာတကယ်ကိုစင်ကြယ်တန်ရှင်းနေဘယ်ရာလုံးလို့ပညာဖြင့်ဆင်ញင်စဉ်းစားပြီးမှလုံးလို့ရှိတယ်တံပဇေဟိဣတောကတောမင်းတောတွေကနေပြီးတော့လူအတိုင်းဝိုင်းနေရောက်သွားရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုပဲရှာပြီးတော့ပေါင်းသင်းဆက်ဆံပါလို့တင်လို့ဆိုတာအဲ့တော့ပေါင်းသင်းဆက်ဆံရေးဟာအလွန်ရေးချီလို့ဒီလို့ ဟာ50ဇတ်တိကနေပြီးတော့ဆုံးမတာမြတ်စွာဘုရားရဲ့အဆုံးမတွေပဲဖြစ်တယ်ပေါ့နောက်ဆုံးမတာတခုကတော့ဘာလဲဟလိဋ္ဌိရာဂံကပိစိတ်တံပုရိတံရာဂဝိရာခိတံဟလိဋ္ဌိရာဂဆိုတာဟလိဋ္ဌိဆိုတာနနွင်းရာဂဆိုတာဆိုးတာနနွင်းဆိုးတဲ့ဝါကျွတ်လွယ်တယ်သူကလည်းပေါင်းသင်းဆက်ဆံမီဆိုလို့ရှိရင် ခုခင်တော့ကြမတဲ့။နော်။ဟိုစိတ်တက်ကမမြဲဘူးလို့ဆိုလို့။လောကလူတွေရှိတယ်။အဲတွေ့နေတဲ့အခါတကယ်ချင်းတကယ်ကိုရင်းနေနေကြီးတော့ကြမမြင်ကြအောင်ဆောင်းသွားတာ။ဒါမျိုးတွေလည်းလောကမှာရှိတာနော်။မတိတဲ့လူလူမမြင်ကြအောင်ဆောင်းနေဆောင်းတယ်။သူစိတ်ကအပြောင်းအလဲတွေများတယ်။ဖလိတ်တိရာကာ မမြဲဘူးတဲ့ကောင်းတဲ့အလုပ်ကလည်းပြက်လွယ်သူမေတ္တာမြန်ပြက်ပြဲတယ်မစွဲဘူးတို့ဆိုကပိစိတ်တာမြောက်လို့ပဲသူစိတ်ကမငြိမ်ဘူးမြောက်များဟာဒီတက္ကိန်းဆွဲကင်လိုက်ဟိုတက္ကိန်းဆွဲကင်လိုက်နဲ့မြောက်ဟာငြိမ်ငြိမ်နေတယ်လို့ရှိမှမရှိဘူးလုံနေတာအဲ့ဒါလိုပဲ လူရဲ့စိတ်ဟာကပိစိတ်တာမြောက်လို့စိတ်မျိုးနဲ့စိတ်အပြောင်းအလဲမြန်တဲ့ပုဂ္ဂိုလ်မျိုးမင်းမပေါင်းနဲ့